ဒီဇလန်လေးကတော့ရက်ခါတယောက်အတွက်မမရရဖြစ်စေခဲ့တဲ့ဇလန်လေးတစ်ခုဖြစ်ပါတယ်။သူရင်ဆိုင်ခဲ့ဘူးသမျှနာနာပါဝါတွေထဲမှာအခုကျွန်တော်ပြောပြမိမယ့်မိစ္ဆာကတော့အတော်လေးကိုထူးဆန်းလာတာပေါ့။ရက်ခါတယောက်တာစီရွာကနေထွက်ပြီး တပတ်ကဂျူကုန်းရွာကိုခရီးဆက်လို့သွားခဲ့ပါတယ်။ရွာနေရောင်ရဲ့ကြားတဲ့ကျဲပြင်းလာတဲ့တောအုပ်တစ်ခုကပိုင်းရှားလို့ထားတာပေါ့။ ရက်ခါကအဲ့ဒီတော်အုပ်ထဲမှာရလို့နေခဲ့ပါပြီ။တပတ်ကိုကြည်ရမယ်ဆိုရင်ကျိုကုန်းရွာသားတွေဖြစ်ကြတဲ့တာအင်းနဲ့ကျင်စိန်တို့နှစ်ယောက်ကရွာပြင်စမ်းကြောင်းလေးကိုငားများထွက်လွတ်လာခဲ့ကြပါရဲ့။စမ်းကြောင်းငယ်ဆိုတာကလည်းတာစီရွာနဲ့ကျိုကုန်းရွာရဲ့ကြားထဲကတော်အုပ်ထဲမှာရှိတဲ့စမ်းကြောင်းငယ်လေးတစ်ခုပါပဲ။ငားတွေအလွန်ပေါများလွန်လာတာကြောင့်သူတို့တင်ငယ်ချင်းနှစ်ယောက်လည်းငားများဖို့အတွက်ဆုံးဖြတ်ခဲ့ကြတာပဲဖြစ်ပါရဲ့။မားလီပန်းရဖို့ကိုအဝေးကြီးတွားရတယ်ဗောကွာရွာတွေကမြောင်းတွေမှာလဲ ငါဖမ်းလို့ရရဲ့သားနဲ့အေးပါစမ်းချောင်းဆိုတော့လေตาလဲตาရငါတွေလည်းအများကြီးရှိမှာဗောကောင်းပါလေလေဒါကြောင့်တမင်ဒီတနေရာကိုလာရတာပဲကွာရွာပြင်ကိုထွက် ဖားရီကနန်းလေးလိုက်ဖမ်းမလို့လားကွာဒီစမ်းချောင်းမှာငှက်ကလေးတွေရဲ့အတန်ကိုနားထောင်ရင်ငါများရတာအတော်လေးကိုตาရရဲကွာပြီးတော့တော်ယုံတန်ယုံရွာသားတွေလည်းမလာကြဘူးလေစမ်းချောင်းထဲမှာရှိတဲ့ငါးတွေအားလုံးငါတို့ပဲဖမ်းကြရတာဗောကွာဟာဟာဟာ ဇန်ချောင်းရဲ့အနာကိုရောက်တော့ကမ်းမပေါ်မှာတစုံတယောက်အိတ်ဆက်နေတာကိုမြင်တွေ့ခဲ့လိုက်ကြပါရဲ့ရှွန်နွန်အိုင်ထဲမှာဖြစ်ပြီးအဲ့ဒီလူရဲ့ဘေးနားမှာတော့ငားများတဲ့ကရိယာဒဇပလာတွေပြန့်ကျဲလို့နေတာပေါ့ပြီးတော့အိတ်ဆက်နေတဲ့လူရဲ့ခန္ဓာကိုယ်ကရှွန်းတွေပေးကျန်းလို့နေပါရဲ့အိမ်ကြီးတဲ့ပုံစံနဲ့မတူဘဲတခုခုဖြစ်နေတဲ့ပုံစံကြောင့်ကျင်းစိန်ဟာထိတ်လန့်လို့သွားခဲ့ပါရဲ့တိုင်ဟိုမှာကြည့်စမ်းလူတယောက်အိတ်ညာမဟုတ်လားကွာအိတ်ညာတော့မဖြစ်နိုင်ဘူးကွာတခုခုဖြစ်နေတာလားမသိပါဘူးတော့ကြည့်ကြရအောင် အနာကိုရောက်တော့ရွှွန်းတော်အိုင်ပေါ်မှာလဲလျောင်းနေတဲ့လူကိုတိတိကျကျကြည့်ခဲ့လိုက်ကြပါရဲ့ခန္ဓာကိုယ်မှာတော့အနက်ရောင်အစင်းချောင်းတွေထင်းနေပြီးရွှွန်းတော်အိုင်ပေါ်မှာငွေတကောင်တွားတွားထားတဲ့အရာတွေကိုအများကြီးတွေ့လိုက်ရတာပေါ့ ခန္ဓာကိုယ်ကဖောရောင်လို့နေပြီးတည်ဆုံးခဲ့တာကကြာလို့နေပါပြီ။မျက်လုံးတွေကလည်းပြူးကျဲလို့နေခဲ့ပြီးရှားတွေကလည်းထွက်လို့နေခဲ့တာပေါ့။လက်ဘေးမှာလည်းအပေါင်းအစင်းရာတွေအများကြီးရှိလို့နေပါသေးတယ်။အသက်ရှူရက်ပြီးတည်ဆုံးသွားတဲ့ပုံစံပေါ့လို့နေတာပေါ့။တစုံတစ်ခုကလက်ဘင်းကိုပြင်းပြင်းထန်ထန်ညှက်တက်ခဲ့ပုံဆိုရင်လည်းမမားပါဘူး။အပေါ်ပိုင်းမှာရှိနေတဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ခန္ဓာကိုယ်ပေါ်ကဒဏ်ရာတွေကိုဆက်ဆက်ကြည့်လိုက်တဲ့အခါမှာတော့အဖြေတစ်ခုထွက်လာခဲ့ပါရဲ့။ဝေး ွေဖြစ်မယ်မဖြစ်ဘူးရွာကိုအမြင်ဆုံးပြန်ပြောရမယ်ကွာတို့ကြောင့်ငါတို့နှစ်ယောက်အမှုပတ်နေအောင်မယ်ငါများရန်ကိုတော့မရှာခဲ့တော့ပဲရွာရဲကိုရှင်းရှင်းပြန်သွားခဲ့ကြပါရီရွာရဲ့တကြီးကိုမြင်ခဲ့သမျှအရာအလုံးကိုပြောပြခဲ့ပြီးတေဆုံးသူအလောင်းရှိရာကိုခေါ်လာခဲ့ပါရီဒူဒူဆန်းဆန်းဖြစ်နေခဲ့တာကြောင့်ပတ်ဝန်းကျင်ကရွာသားတို့ကလည်းတကြီးနဲ့အတူလိုက်လို့လာခဲ့ကြတာပေါ့တေဆုံးသူအနာကိုရောက်တဲ့အခါမှာတော့တကြီးကိုယ်တိုင်းလည်းပါးစပ်အဟောင်းသားနဲ့အံ့ဩလို့နေပါရီ ခန္ဓာကိုယ်ပေါ်ကယုံမဲနေတဲ့အစင်းချောင်းတွေနဲ့အတူရှုံးအိမ်ပေါ်မှာထင်ကျန်ခဲ့တဲ့တွားတွားရာတွေဟာတေဆုံးခြင်းရဲ့တရားခံဖြစ်လိမ့်မယ်လို့တကြီးကကောက်ချက်ရှာခဲ့ပါရယ်။ငါအတန်တန်မထားရတဲ့နဲ့ကွာငါစကားကိုနားမထောင်ဘူးဒီရေကန်ထဲမှာမွေနကားတစ်ကောင်ရှိရဲလို့ရှေ့လူကြီးတွေပြောတာကြားဘူးတယ်လေ။ငါငငယ်တုန်းကလည်းဒီနေရာမှာငါအများရင်တေဆုံးသွားတဲ့လူတွေမှအများကြီးပဲ။အဲ့ဒီနေ့ကနေစလို့ဒီဆန်းချောင်းကိုဘယ်သူမှမလာရဲကြတော့တာပဲ။အခုပြူးကျဲခန္ဓာကိုယ်ကိုကြည့်လိုက်စမ်း။ ရစ်ပတ်ခံရတဲ့ပုံစံပဲလယ်ဘင်းကိုပါရစ်ပတ်ထားလို့မျက်လုံးပြုတ်ထွက်ပြီးတည်သွားရတာတနည်းကတော့ဒီတော့တဲ့ကိုမထွက်ခင်ကျုံတဲ့စကားပြောဖြစ်သေးတယ်ဗျာငါများတော့မလို့တဲ့သူတော်များသေးတာကျုံတို့ကဘာလို့မလာရရမှလဲဆိုပြီးဒီကိုရောက်လာခဲ့ကြတာရောက်လာတော့မှသူကတည်နေပြီဗျာနေကြပါဦးနေကြပါဦးတကြီးပြောသလိုမွေးဆိုရင်သူစားပုံငါးတွေကမှအများကြီးပဲလေဘာလို့ပြူးချက်ကိုတက်ရတာလဲ ဒါမှမဟုတ်သူ့ရဲ့စကြက်ကိုလာလို့လို့လားဗျာတဖက်ကမွေကဘလောက်တောင်ကြည့်လို့လူကိုရစ်ပတ်နိုင်တဲ့အထိဖြစ်ရတာလေဟူးကျုပ်တို့လည်းရွာတွေကရွာပြင်ထွက်ပြီးအလုံးလုံးပူတော့ကြောက်လာပြီဗျာအဲ့ဒါကြောင့်ပေါ့အေးတို့ရွာရဲ့ညာဘက်ခြမ်းမှာလေခွင်းနေရှိနေတာဒီနေရာကိုရွာသားတွေလာပြီးအလုံးလုံးမဆိုးလို့ပေါ့ဟိုအရင်တုန်းကလည်းအခုလိုအဖြစ်ပြက်မျိုးကြုံခဲ့ဘူးကြတယ်အဖွားကဒီရွာသူဆိုတော့ဘာရီဖြစ်ခဲ့တယ်လဲဆိုတာကို ကောင်းကောင်းကြီးမှတ်မိတယ်။ဒီစမ်းကြောင်းမှာငားများခဲ့တဲ့သူတွေအားလုံးကမွေရတိုက်ခိုက်ခြင်းကိုခံလိုက်ကြရပြီးတိတ်ဆုံးကုန်ကြရတယ်။ဒီထက်ပိုဆိုးတဲ့အကြောင်းကအရင်ကဒီမှာရွာတဲခဲ့တယ်။မွေလာပြီးတိုက်ခိုက်လို့တော့ကျွာလုံးကျွတ်ပြောင်းရွှေ့သွားရတဲ့အထိပဲ။အချိန်ကြာလာတော့လူတွေရောက်လာပြီးခုကြို့ကုန်ဆိုတဲ့ရွာဖြစ်လာတာပဲ။မွေကြောင့်တိတ်ဆုံးကြတဲ့လူသားတွေလည်းငါတို့လက်ထက်မှာရှိကြတယ်။ ငွေကြိုက်လို့တည်တယ်ဆိုတာကကြားလို့ကောင်းပါသေးတယ်အခုဟာကငွေမကြိုက်ပဲရက်သက်လိုက်တဲ့ပုံစံကြီးဗျဒီလောက်ကြီးအောင်ဘာမျိုးစားလဲနော်နတ်ငွေဆိုရင်တော့တိုက်ထုတ်ဖို့အတွက်ဘယောကစရာလိုလာပြီအဲ့ဟာအကောင်းဆုံးပဲဗျကျုပ်ပြောချင်နေတာအဲ့ဒါငွေကရိုးရိုးငွေမဖြစ်နိုင်ဘူးနော်မကောင်းတဲ့အရာတွေနဲ့ဆက်ဆက်နေတဲ့ငွေပဲဖြစ်နိုင်တယ်ဗျဘယောကစရာကိုခေါ်တင်တယ်တကြီးဒါမှကျုပ်တို့ရွာသားတွေလည်း ဒီနေမြေပတ်ဝင်းကျင်မှာအလောလောလို့ရမှာဗျမင်းတို့တည်တဲ့ဆရာမရှိဘူးလားရှင့်ခေါ်လာခဲ့လေဈေးစကားငါပေးပါမယ်တာအင်းနဲ့ကျင်းစိန်တို့နှစ်ယောက်လည်းတို့တည်တဲ့ပျောကဆရာကြီးစီကိုတွားခဲ့ကြပါရယ်အင်ကိုရောက်တော့တို့ကြုံတွေ့ခဲ့ရသမျှအရာတွေနဲ့ကျူကုံးရွာရဲ့တစ်ဖက်ရှမ်းမှာရှိတဲ့စမ်းကြောင်းအကြောင်းကိုပါပြောပြခဲ့လိုက်ပါရယ်ပျောကဆရာဆိုတာကအောက်လန်းပညာတဲ့ဖြစ်ပြီးဆရာကြီးနန်တော်လိုအမည်ရပါရယ် အကြောင်းဆုံးကိုနားထောင်ပြီးတဲ့နောက်မှာတော့အဲဒီမွေကိုတိုက်ထုတ်ဖို့အတွက်ကုညီမဲလို့ကတိကဝတ်ပြုခဲ့လိုက်တာပေါ့ရွာသူရွာသားတွေပြောခဲ့တယ်လို့မျိုးပါပဲအဲဒီစမ်းကြောင်းကိုအမိပြုပြီးနေထိုင်တဲ့နတ်မွေကြီးတကောင်ကရှိလို့နေတာပေါ့တချို့ကြပြန်တော့လေရေနကားလို့ခေါ်ဆိုခဲ့ကြပါတယ်ဘဲကနေလာပြီးဘလို့ဒီမှာရှိနေလဲတော့မသိခဲ့ဘူးပေါ့ဗျာ ။ဇန်ချောင်းဆိုတာက တောင်ကြရေကနေဖြစ်လာတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ကြေခနောင်းတောင်ရဲ့အပေါ်ဘက်ကနေစင်းသက်လာတဲ့ရေတွေကကျိုကုန်းရွာနဲ့တခြားရွာတွေကိုဇန်ချောင်းငယ်တစ်ခုအဖြစ်ပတ်ပြီးစီးဆင်းလို့နေတာပေါ့။အဲဒီမွေကြီးကလည်းကြေခနောင်းတောင်ပေါ်ကနေပါလာတဲ့ထင်ပါရဲ့ဗျာ။အတိအချာတော့မပြောတတ်ဘူးပေါ့။တေးကြတာကတော့အသွေးအသားရှိတဲ့တရိတ်ဆန်တကောင်တော့မဟုတ်ရပါဘူး။ ူရဲ့ခန္ဓာကိုယ်ကလက်တပိုက်စာလောက်ကိုကြီးမားလို့နေပါတယ်။မျက်လုံးကြီးတွေကလည်းအနီရောင်ကြီးတွေနဲ့အတော်လေးကိုတောက်ပါလို့နေကြတာပေါ့။ အခြေခံတွေကလုံးဝကိုမဲနှက်လို့နေပြီးတောက်ပြောင်လို့နေပါသေးတယ်။နေဘက်အဝေးကနေမြင်ရမယ်ဆိုရင်တိတာလာတယ်ဆိုပေမဲ့ညာဘက်ဆိုရင်အဲ့ဒီငွေကြီးအနားမှာရှိရင်တော့မှသိမှာမဟုတ်ပါဘူး။နာတစ်ချက်မိုးလိုက်တိုင်းငွေကြီးစီကထွက်လာတဲ့အစိတ်တွေကဆယ်ပေပက်လေကနေပေ20အတွင်းပြန့်နှံ့လို့သွားတတ်ပါရဲ့။ဘလောက်ထိစွမ်းအားကြီးနေတယ်လဲဆိုတာမိတ်ဆွေတို့စဉ်းစားတာကြည်ပါတော့ဗျာ။အော်လန်စီယာကြီးနန်တော့လေဂျိုကုံရွာကိုရောက်ရှိလို့လာခဲ့တာပေါ့။ ရောက်ရောက်ရှင်းဆိုသလိုပဲလောက်ရမယ့်အစီအစဉ်တွေကိုပြောပြပြီးမွေနကားရှိရာစမ်းချောင်းစီကိုရောက်လာခဲ့ပါတယ်။ဆရာကြီးကိုအားကိုးပြီးအနောက်ကပါလာကြတဲ့ရွာသားတွေကလည်းတအုပ်ကြီးဖြစ်လုံနေတာပေါ့။စမ်းချောင်းကိုရောက်တော့ဆရာကြီးကခြေဆုံးတက်တက်မှမတ်တက်ရက်ပြီးပဝင်းကျင်အရှင်တွေကိုကြည့်ခဲ့လိုက်ပါတယ်။ဘာလို့ရလဲဆရာ။ကျုပ်တို့ဘာကူညီပေးရမလဲ။လိုအပ်တာတွေတော့ရှိတယ်ဗျ။နှစ်ပြောလျှော်ကျူစီကိုဇေချောင်းလာလို့ကျင်နေဗျပိစအနီအောင်နေမြေအိုးတလုံးပြီးတော့ ဖျားချင်းအဲ့ဒါကကျုပ်ထိုင်ဖို့ပြီးရင်ဖျောင်းနိုင်ရှိတိုင်းယွန်းသားနဲ့လှုပ်ထားတဲ့တစ်သားငုပ်လေးချောင်းကျုပ်မမြန်လို့ခြင်းနဲ့နော် ခုချိန်ကညနေစောင်းဆိုတော့ဒီညအစီရင်စမယ်ဗျကျုပ်ပြောတဲ့ပစ္စည်းတွေကိုမြင်ရရအောင်မြင်မြင်လုပ်ပေးတကြီးခမရတို့ကိုနောက်ရှက်နေတဲ့မွေကိုကျုပ်ဖမ်းပြမယ်အာမပူပါနဲ့ဗျကျုပ်တို့စီမှာအားလုံးအလွယ်ရပါတယ်ဒါပေမဲ့အစင်ပြေးပါမလားပဲကျုပ်ကစိတ်ပူနေတာခမရကကျုပ်ကိုစော်ကားလိုက်တာပဲဗျကျုပ်စရာဆိုတာကိုမမေ့နဲ့နော် ဒီညအခမ်းအနားစမယ်ကြည်ကျင်တဲ့သူတွေလာကြည့်လို့ရတယ်လို့ပြောလိုက်ဆရာကြီးကတော့သူ့ရဲ့ပညာကိုအတော်လေးယုံကြည်ထားသူတယောက်ဖြစ်ပါတယ်သူပြောထားသလိုမျိုးအမောင်သူကြီးစိုးလာပြီးညအချိန်ကိုရောက်ရှိလာတဲ့အခါမှာတော့အစီအစဉ်ကိုစတင်ခဲ့တာပေါ့တကြီးကလည်းဆရာကြီးမှာထားတဲ့ပစ္စည်းအားလုံးကိုပြည့်ပြည့်စုံစုံယူလာပေးခဲ့ပါတယ်။ဆရာကြီးကကမ်းပါပေါ်မှာပဲတစ်သားလေးချောင်းကိုတောင်လေးထောင်းမှာစိုက်ခဲ့လိုက်ပြီးအပေါ်ကနေနှစ်ပြောလျှော်ကျူးနဲ့လေးထောင်းပုံစံပေါင်းခတ်ထားခဲ့လိုက်ပါတယ်။ ။ပေါင်အတွင်းမှာဗယောဂဆရာကြီးတာအီးနဲ့ချင်းစိန်တို့၃ယောက်ရှိလို့နေတာပေါ့။ရွာသူရွာသားတွေအများအပြားလိုက်ပါလာခဲ့ကြပေမဲ့လို့လည်းစီဝိုင်းအတွင်းမှာရှိမနေကြပဲအနီးနားကရှုံပုတ်တွေထဲမှာပုံအောင်လုံးနေခဲ့ကြတာပေါ့။အရှိနေမကောင်းရင်ထွက်ပြေးရအောင်လို့ထင်ပါရဲ့ဗျာ။ဆရာကြီးအပေါ်မှာအဲ့ဒီလိုကိုယုံကြည်ထားခဲ့ကြတာကလည်းမဆန်ပါဘူး။ အဲ့ဒီတဲမှာတကြီးကိုယ်တိုင်နဲ့ပါလုံနေကြတာပေါ့လှုပ်ရှားနေတဲ့ရေပြင်ကိုကြည့်ရင်ရင်ခုန်တန်တွေဟာရင်းရွက်ကခုန်နေကြပါတယ်လေတစ်ချက်အဝေးမှာခံစားလိုက်ရတဲ့အေးဆက်မှုကဘာနဲ့မှကိုမတူလာဘူးဟော တကောလုံးရှမ်းစိန်တို့သွားပြီးအသွေးအသားတဲထိပါတုံခါလို့သွားခဲ့ပါတယ်။ဒိတ်စိမှုဟာရင်ခုန်စီတာမလို့ကံရည်ပင်အထက်ကရေလိုင်းလှုပ်ရှားမှုကိုကြည်ရင်လည်းလူတွေအားလုံးရင်ခုန်နေကြကြပါတယ်။မကြပါဘူး။ရေပြင်အထက်မှာလိုင်းလုံးကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပြီးအဲ့ဒီအထဲကနေအနက်ရောင်မွေကြီးတစ်ကောင်ဟာထွက်ပေါ်လို့လာခဲ့ပါတယ်။ဘလောက်ထိကြီးမားသလဲဆိုရင်ဥကောင်းပိုင်းသာအပေါ်မှာရှိနေပြီးမွေကြီးရဲ့၃ပုံ၂ပုံခန္ဓာကိုယ်ကြီးကတော့ရေအောက်ထဲမှာရှိနေကြတာပါ။ ရေပြင်ထမပေါ်နေတဲ့ဥကောင်းပိုင်းကတင်ရက်ခရဲ့အရက်တစ်ခုစားလောက်ရှိပါလိမ့်မယ်။အနီးရောင်မျက်လုံးကြီးတွေနဲ့ဆရာကြီးတို့စီကိုလာနေခဲ့ပါလေရောဗျာ။အတော်လေးကိုကြီးမားလာတဲ့မွေကြီးကိုမြင်တဲ့အခါမှာတော့ရွာတကြီးလဲဒူးတွေတော်လုံးနေခဲ့ပါရဲ့။သူ့တတန်းတဲ့ကိုဒီလောက်ကြီးမားလွန်းလာတဲ့မွေကိုသူတခါမှမမြင်ခဲ့ဘူးဘူးလေ။ဆရာကြီးမွေမွေမွေကြီးဒီဘက်ကိုလာနေပြီဗျာ။ဘယ်လိုလုပ်ရမလဲ။အကြီးကြီးပဲဆရာကြီးရဲ့။ဒီကောင်ကြီးမြင်မြင်ရောက်တော့ငါကမြင်မြင်လုပ်ရတာဗော။ အချင်းတွေဖြုံးနေနေတိတက်ပိုဆိုးတယ်။တရေတစေတွေတော့ငါရဲ့အစီအပါဖြစ်ရှိနေသေးတာပဲ။အခုတော့ပထမဆုံးအနေနဲ့ငါရဲ့မန်နဲ့အစွမ်းကိုမီးကြီးလိုက်ပါဦး။မန်မုတ်ပြီးတဲ့နောက်မှာတော့လက်ထဲမှာခြင်ထားတဲ့တဲမုံတွေနဲ့မွေကြီးရဲ့ခန္ဓာကိုယ်ကိုပတ်ဖြန်းခဲ့လိုက်ပါတော့တယ်။မိတော်တွေထွက်ပေါ်လာခဲ့ပြီးလှုပ်ရှားနေတဲ့မွေကြီးကခဏတာငြိမ်ကြလို့သွားခဲ့တာပေါ့။ ခဏကြာတဲ့အခါမှာတော့မပြင်းကြီးချောင်လာခဲ့ပြီးဆရာကြီးတို့ကိုပေါက်တက်ဖို့အတွက်ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လို့လည်းမွေကရိုးရိုးတာမန်မွေမဟုတ်တဲ့အတွက်ညံနေညံနေများခဲ့တာပေါ့။ဒေါသထွက်နေတဲ့သူ့ရဲ့စိတ်ကိုထိ ंछ ုပ်လိုက်ပြီးမန်လျှော့ကရေပြင်ရဲ့တဏီယာမှာအသာအယာခွေလို့หนีခဲ့ပါတော့တယ်။ငြိမ်ကြသွားတဲ့မွေကြီးကိုကြီးပြီးပျော်ကဆရာကြီးကတော့နိုင်ပြီးအထင်းနဲ့ခြေနဲ့လုံหนีခဲ့တာပေါ့။ဆရာကြီးမွေကြီးကတော့အပြင်းလာသွားပြီရှင်နေဗျာလှုပ်တော့မလှုပ်တော့ဘူး။စွန်တော်ကတော့သူမဟုတ်တဲ့အတိုင်းပဲ။ ဒီအချိန်ကစကားများရမယ့်အချိန်မဟုတ်ဘူး။ယော့မင်းတို့နှစ်ယောက်တည်းကတယောက်ဒီချော်ချိုးကိုယူပြီးမွေကြီးရဲ့လေပင်မှာသွားဆွလိုက်။ပြီးရင်ချော်ချိုးကိုကင်ပြီးမွေကိုထိန်းထားပေး။ကျန်တာငါကိစ္စဒါကော့။ဘယောကဆရာကြီးကြောင့်မွေကြီးညင်ကျသွားပြီအထင်နဲ့တာအေးကိုမွေထိန်းချို့ဖို့အတွက်စီခိုင်းခဲ့လိုက်ပါရယ်။တကြီးကတော့ခွေတဲ့မွေကြီးကိုကြီးပြီးစိတ်ထဲမှာအတော်လေးလေးလံလိုနေကြတာပေါ့။တဖက်ကသားအီကလည်းပျော်ကဆရာကြီးကမ်းပေးလိုက်တဲ့မွေဖမ်းကျိုးကိုလက်ခံခဲ့လိုက်တာပေါ့ တာအေးကလည်းစီးပွားအပြင်ကိုထွက်သွားပြီးငွေကြီးရှိရာကိုဖြင်းညင်းစွာနဲ့တွားနေခဲ့ပါရယ်အနာကိုရောက်တော့လေပင်ကိုကျိုးဝင်းဆုပ်ဖို့အတွက်အလုံးငွေကြီးကမပြင်းထောင်လာပြီးတာအေးကိုလမ်းပေါက်ခဲ့လိုက်ပါရယ်အဆွဲကြီးတွေကလှန်သွားလောက်ကြီးတွေဆိုတော့တာအေးလည်းငေတံပေါအော်ဟေးရင်နောက်ကိုလွင့်စင်လို့တွားခဲ့တာပါ တာအေးရဲ့ခန္ဓာကိုလေးပေါ်မှာရှိနေတဲ့အချိန်မြေပြင်ပေါ်ကိုအကြမခံပဲငွေကြီးကသူ့ရဲ့ခန္ဓာကိုနဲ့ရက်ပက်ခဲ့လိုက်ပါတယ်ခန္ဓာကိုယ်တစ်ခုလုံးငွေကရက်ပက်လို့ထားပြီးဥကောင်းပိုင်းသာပေါ်လို့ထားတာပေါ့အသက်ရှူနေသေးတဲ့တာအေးရဲ့နှာခေါင်းသားကိုငွေကြီးကတိုးလာခဲ့ပြီးပစက်ကြီးကိုဖြဲကမှန်ပြပြခဲ့ပါတယ်ဒေါသတွေထွက်လာခဲ့တာကြောင့်မျက်လုံးကြီးကလည်းနီရဲလို့နေပြီးအားရှိသမျှခန္ဓာကိုယ်ကိုရစ်ပတ်နေခဲ့ပါတယ်တာအေးကလည်းငဲတန်းပေါအောင်အော်ဟစ်လို့ကိုနေခဲ့တာပါ တာအေးရဲ့အတန်းတိတ်ဆိတ်သွားတဲ့အချိန်ကြားမှာမွေကြီးကလွှတ်ချလို့ပြီးခဲ့ပါတယ်တာအေးကတော့တေသလားရှင်နေသလားမိနေသလားဆိုတာတော့မသိခဲ့ရပါဘူးမြေပြင်ပေါ်ကိုပြုတ်ကျလာတဲ့တာအေးကတစ်စက်မှမလုပ်ဘဲငြိမ်သက်လို့နေခဲ့ပါတယ်ဘယောကဆရာကြီးကလည်းသူ့ကိုမထီမဲမြင်လောက်ရကောင်းလားဆိုပြီးစိတ်တူလို့နေခဲ့တာပေါ့မင်းကရက်ဆက်တယ်ဗောဒီတက်ကငါ့အလက်ငါအစိုးမစုံနဲ့ ဘယောဂဆရာကြီးအော်ဟစ်ကျိမ်းမောင်းနေတာကိုနတ်မွေကြီးကမျက်လုံးအနီကြီးနဲ့စိုက်ကြည့်လို့နေပါရယ်။နာမုတ်တန်ကကြေလောင်လွန်းလာတာကြောင့်ဘယောဂဆရာကြီးရဲ့အနောက်မှာရှိနေတဲ့ဂျင်စိန်ကပါထိတ်လန့်ကြောက်ရွံ့လို့နေခဲ့ရပါရယ်။ ဘယောဂဆရာကြီးကခါးချမ်းမှထိုးထားတဲ့သူ့ရဲ့တမောင်အသေးလေးကိုထုတ်ခေလိုက်ပြီးနတ်မွေကြီးကိုတိုက်ခိုက်ဖို့အတွက်ကြိုးစားခဲ့ပါတယ်။မွေကြီးကမပြင်းထောင်ပြီးဘယောဂဆရာကြီးကိုပေါက်ဖို့အလုပ်ဘယောဂဆရာကြီးကလည်းလက်မှကင်ထားတဲ့တမောင်နဲ့လှမ်းပစ်ခေလိုက်တဲ့အခါမှာတော့မွေကြီးရဲ့လယ်ဘေးတည့်တည့်ကိုစိုက်ဝင်သွားခဲ့ပါတယ်။အတော်လေးကိုစွမ်းအားကြီးမားလွန်းလာတာကြောင့်မွေကြီးလည်းအနောက်ကိုလန်ကျလို့သွားခဲ့ပြီးမြေပြင်ပေါ်ကိုဘိုင်းကနေဆိုတဲ့အတန်းတွေအတူလဲကျသွားခဲ့ပါတယ်။ ပလလန်အနေထားနဲ့မလုံးမရှက်လဲကြသွားတဲ့မွေကြီးကတော့ဘယောကဆရာကြီးကိုမျက်လုံးအနီကြီးဝင်နဲ့စိုက်ကြည့်လို့နေစေပါပဲ။အခြေအနေကောင်းပြီဆိုရဲအထင်နဲ့ဆရာကြီးဟာသူ့လှုပ်ထားတဲ့စီဝိုင်းတွေကနေအပြင်ကိုထွက်ပြီးမွေကြီးရှိရာအနာကိုရှင်းကပ်သွားခဲ့ပါရယ်။မွေကြီးအတွင်ကနေပြောင်းလဲစားပြုလာတဲ့အခါမှာတော့ဆရာကြီးတယောက်အတော်လေးကိုထိတ်လန့်လို့သွားခဲ့တာပေါ့။မွေကြီးရဲ့ခန္ဓာကိုယ်ကအနှဲ့ရောင်မီးခိုးတွေထွက်လွတ်လာခဲ့ပြီးမွေအတွင်ကနေတခြားသတ္တဝါတကောင်အဖြစ်ကိုပြုတ်ရှိပြောင်းလဲလို့သွားခဲ့ပါရယ်။ ပြောင်းလဲသွားတဲ့အကောင်ကြီးကတော့အတော်လေးကိုကြီးမားလွန်းလာတာပေါ့အရက်ကထမ်းမဲ့သုံးပင်စားလောက်အရက်မောင်းရှိပြီးပိန်ဒီနေတဲ့ခန္ဓာကိုယ်ကြီးနဲ့အတူတဆေကြီးတကောင်ဖြစ်လို့လာခဲ့ပါရဲ့နှစ်ပေါင်းမြောင်များစွာကြာပြီးဖြစ်တဲ့တဆေကြီးမလို့သူ့ရဲ့ခန္ဓာကိုယ်မှာဂိမ်းအောင်းနေတဲ့မကောင်းတဲ့စွမ်းအားတွေကလည်းကြီးမားလွန်းလာပါရဲ့တရက်အော်လိုက်တဲ့အခါပတ်ဝန်းကျင်တကူတိမ့်တိမ့်တုံအောင်ကျေလောင်လွန်းလာတာပေါ့ရှည်တန်လက်တန်ကြီးတွေကအရှိကြီးဖြစ်ပြီးလူအရက်နဲ့ရှင်မဲဆိုရင်ဘလုံးမှမပြောပါတော့ပါဘူး မျက်လုံးကြီးတွေကသကောလောက်အရွယ်အစားရှိပြီးမျက်စံကတည်တည်ကလေးပါပဲမျက်အိမ်တစ်ခုလုံးကအဖြူရောင်အတိဖြစ်လို့နေကြတာပေါ့ဘယောဂဆရာကြီးကစိုက်ကြည့်လို့နေခဲ့ပြီးရှရှင်းမဲသူ့ရဲ့ခြေထောက်ကိုအာပြုကဘယောဂဆရာကြီးကိုအားကုန်လွဲကန်ခဲ့လိုက်ပါတော့တယ်။တဆေကြီးကမန်ယူပွဲရဲ့အကြီးများပြီးအန်တိုနီကန်သလိုမျိုးဘယောဂဆရာကြီးကိုလှိမ့်ကန်လို့နေခဲ့တာဗျ။ဒါတော့360ဒီဂရီလှည့်တာတွေမပါသေးပါဘူး။ အမတ်မတင်ဝင်ရောက်လာတဲ့ခြေထောက်ကိုရှောင်တိတ်လိုက်ချိန်တော့မရပဲပယောဂဆရာကြီးလည်းမြေပြင်ပေါ်ကိုပလက်လန်လဲကြာလို့သွားခဲ့ရပါတယ်။ညီတန်အော်တန်တွေကပယောဂဆရာကြီးစီကနေအစမပြတ်ထွက်ပေါ်လို့လာခဲ့တာပေါ့။မင်းမင်းမင်းကနတ်မွေမဟုတ်ဘူး။မင်းကတကယ်မကောင်းဆိုးဝါးတစီမကောင်းဆိုးဝါးပဲ။အာ ဘလောက်ပဲအော်ခဲပြောဆိုနေပါစေတဆေကြီးကတော့သူ့ရဲ့ရှေးဘွားကြီးကိုမြောက်ပြီးပယောကဆရာကြီးကိုအားရှိပါရှိနဲ့နင်းရှိခဲ့လိုက်ပါတယ်။ဆရာကြီးကလည်းငေတာပေါင်းအော်ခဲရင်ရှုံးလုံးအိုင်ထဲကိုနေဝင်လို့သွားခဲ့ရတာပေါ့။ဒေါ်သေးလို့ပေါ့ဗျာ။မြင်အမားဆိုရင်တော့ပယောကဆရာကြီးစာရွက်ထက်တောင်ပြားနေလောက်ပါပြီ။ အကူအားကရှွန်းနွန်အိုင်ဖြစ်နေခဲ့တာကြောင့်ဆရာကြီးရဲ့ခန္ဓာကိုယ်ကရှွန်းနွန်အိုင်တွေကိုစိတ်ဝင်သွားခဲ့တာပဲဖြစ်ပါတယ်။ရှင်ဘုတ်တွေရဲ့နောက်မှာပုံအောင်နေတဲ့ကြီးတို့အခွဲကတော့တာအေးနဲ့ပယောကဆရာကြီးတေဆုံးသွားပြီလို့ထင်မှန်းခဲ့လိုက်ကြပါတယ်။မေဖီတို့လည်းမြင်းနဲ့အတိုင်းပဲလေအန်တိုနီရဲ့ရှည်စွမ်းနေတဲ့ပယောကဆရာကြီးကိုလှိမ့်ကန်နေတာသူခမရွှွန်အိုင်တွေကနေကိုထွက်မလာနိုင်တော့ပါဘူးတာအေးကလည်းဖြင်းညှက်ခံလိုက်ရလို့ကဘာထက်မှတုံတုံကလေးလဲနေခဲ့တာပေါ့ ။နေအောင်စလုံးကတော့တေမလားရှင်မလားမသိရဘူးဆိုပေမဲ့တကြီးကတော့တေပြီလို့တတ်မှတ်လိုက်ပါရယ်။ဒါပါကျွန်တော်လည်းမန်ယူဝဲတွေကြည့်တာများပြီးတော့ဘောလုံးအကြောင်းတွေပါပါကုန်ပြီ။ Sorry ။ဒီလိုနဲ့အချိန်နေမဟန်တော့ဘူးဆိုတာကိုသိပြီးတဲ့နောက်မှာတော့တကြီးတို့လည်းနောက်ကျတဲ့ရှိတော့တစ္ဆပေါဆိုပြီးဖနောင်းနဲ့တင်မသသားရဲကြအောင်ထွက်ပြေးကြရပါတော့ရယ်။ဘလာဝဲဝဝေးပြေးနေပါစေတဆေကြီးရဲ့အရက်ကအတော်လေးကိုမြင်မာနေတာကြောင့်အဝေးကနေလှမ်းကြည့်မယ်ဆိုရင်တော့ချင်း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 မြင်နေခဲ့ရပါဗျ။ အဲ့ဒီအချိန်ရက်ခါတယောက်ကကျိုကုံရွာကိုသွားဖို့အတွက်အလုံးကျိုကုံရွာနဲ့တာစီရွာရဲ့ကြားတွေကတောအုပ်ကိုဖြတ်နေရတဲ့အချိန်ပေါ့ဗျာဆူဆူညံ့ညံ့အော်ဟစ်တန်တွေကိုကြားလို့ရက်ခါတယောက်လည်းဆက်ဆူခဲ့တာပေါ့တကူတကကြည်စရာတော့မလိုပဲတဆေကြီးရဲ့အရက်ကမိုးထိုးနေတာမလို့ရက်ခါကရွာသားတွေတိုက်ခတ်ခြင်းခံနေရပြီဆိုတာကိုရှင်းရှင်းသိလိုက်ရပါတယ်။ဒါကြောင့်အတန်လာရာကိုမှန်းစားပြီး ူ့ရဲ့လက်ထဲမှာကင်ဆွဲထားတဲ့လန်ဒန်နဲ့ပြစ်ခွင်ခဲ့လိုက်တာပေါ့အဝေးတနီယာကနေပြန်တန်းလာတဲ့လန်ဒန်ဟာတဆေကြီးရဲ့ရင်ဝါတက်တက်ကိုစိုက်ဝင်ဖို့အတွက်တာဆူလို့နေပါတယ်လန်ဒန်နဲ့တဆေကြီးရဲ့အရွယ်အစားကအံ့မြသာရှိတဲ့အတွက်ဖြုံနှောင်ဖြုံခဲ့ပါဘူး။လန်နဲ့ဖန်းဆုပ်ကန်ခဲ့လိုက်ပြီးတဆေကြီးကအဝေးတနီယာကိုလမ်းပြဖို့အတွက်ကြိုးစားလို့နေခဲ့တာပေါ့။တဆေကြီးအဝေးကိုလွှတ်မပြစ်ခင်မှာပဲ ရက်ခပစ်လိုက်တဲ့လန်ဒန်ကပေါက်ကွဲထွက်လို့သွားခဲ့ပါတယ်။တဆေကြီးစုပ်ကင်ထားတဲ့လက်သီးစုပ်ကားလေးဖုံးဆိုတဲ့အတန်းနဲ့အတူလက်ညှိုးလက်ခလေလက်မအပိုင်းစားတဲ့အကုန်လုံးမြေပြင်ထက်ကိုပြန်ကျဲလို့သွားခဲ့ပါတယ်။လက်တစ်ခုလုံးကတော့ရစရာမရှိအောင်ကိုစုပ်ပြတ်တက်လို့သွားခဲ့တာပေါ့။ဒီအရှင်တွေလောင်းနေမဖြစ်သေးဘူးဆိုတာကိုရက်ခါကတီးတဲ့အတွက်နောက်တက်လန်ဒစင်ကိုဖန်ဆင်းပြီးတစီကြီးရဲ့ရင်ဝါတဲတဲ့ကိုပြစ်လွတ်ခဲ့လိုက်ပါတယ်။ကြီးစံရထားဆိုတဲ့အရှင်ကရက်ခါရဲ့လန်တဲ့အရှင်ထက်တောင်နောက်ကျမယ်ထင်ပါရဲ့ဗျာ။ ရွှေကြီးနဲ့ဆိုတဲ့အတန်းနဲ့အတူတစေကြီးရဲ့ရေဝါကိုစိုက်ဝင်သွားလိုက်တာများတစေကြီးခမားအင်္ဂနေမီအောင်ဖြစ်သွားခဲ့ရပါတယ်။ရွာသားတွေကတော့ရှေးဦးတရားကိုရှောက်ပြေးခဲ့ကြပြီးတကြီးနဲ့ကျင်စိန်တို့နှစ်ယောက်ကသာလမ်းအတိုင်းပြေးလာခဲ့ကြတာဖြစ်ပါတယ်။ရခါကလည်းအတန်လာရာကိုရှေးရှုပြီးလမ်းအတိုင်းရှောက်လာခဲ့ရာတကြီးနဲ့ကျင်စိန်တို့နှစ်ယောက်ကိုတွေ့လိုက်ရတော့တာပါပဲ။တဆေကြီးကတော့လက်ကလည်းအရှုခံရ၊ဘိုက်ကိုလည်းအပြစ်ခံရနဲ့မြေပြင်ပေါ်ကိုလဲကျလို့หนีခဲ့ပါရဲ့ ရက်ခါလာတာကိုမြင်တာတော့မှဒုက္ခများထပြီးတော့မတိုက်ခိုင်နိုင်တော့ပါဘူး။ရက်ခါကတော့အောင်းနိုင်သူပြပြဝင်ကြွားတဲ့ရှည်လန်းနေနဲ့ရင်ဝါကိုဖွင့်ကလမ်းလျှောက်လို့နေခဲ့တာပေါ့။ရက်ခါနဲ့တစေကြီးရဲ့ကြားမှာရှိတဲ့တကြီးတို့နှစ်ယောက်ကတော့ရက်ခါကိုကြည်လိုက်တစေကြီးကိုကြည်လိုက်နဲ့အတော်လေးကိုအံ့ဩနေခဲ့ကြပါရဲ့။အဲဒီတုန်းကရက်ခါရဲ့ခန္ဓာကိုယ်ကအခုလောက်ကြီးထိမဖွင့်ဖြိုးသေးပါဘူး။အခုတော့စင်ကိုစီစားမကုန်တော့အောင်ခန္ဓာကိုယ်ကြီးကကြီးထွားလို့နေပါပြီ။အဲ့ဒီတုန်းကတော့ပိန်နာယိုးလေးပေါ့ဗျာ။ ချက်ချင်းပဲတဆေကြီးရဲ့ခန္ဓာကိုယ်လေးကရက်ခရဲ့လန်တန်ကိုဆွဲခွာခဲ့လိုက်ပြီးဖမ်းယူခဲ့လိုက်ပါတော့ရီတဆေကြီးကတော့ရက်ခရဲ့လန်တန်ဆွဲထုတ်လိုက်တော့တအင်းနဲ့အတော်လေးကိုခံစားနေခဲ့ရပါတယ်ဟာဆရာလေးဆရာလေးရက်ခမဟုတ်လားဗျာအတော်ပဲဗျာကျို့တို့ကိုဖျားသရမားလိုက်တာပဲဗျာရတယ်တကြီးတို့ဘာမှစိတ်မပူနဲ့ဒီကိစ္စကိုကြုတ်တာဝင်ထားလိုက်အစဉ်ပြေအောင်ကြုတ်စီစဉ်လိုက်ပါမယ်ဗျာဒီနေရာဒီဒေသမှာတဆေတကောင်တောင်းကျမ်းနေလို့ ြုတ်ရစရာကြီးအမှားပါလိုက်တယ်ဗျာ။ဒါကြောင့်ဒီနေရာကိုနှိမ်နှင်းဖို့အတွက်ရောက်လာခဲ့ခြင်းဖြစ်တာဗျာ။တက်တက်ဆိုင်ဆိုင်ပဲဗျာ။ကြုတ်တကူးတကားကိုရှာစရာမလိုလိုက်ပါဘူး။ဒီအစီအကြီးကိုတွေးခဲ့တာပဲဗျာ။ဂျန်တဲ့ကိစ္စတွေကတော့ကြုတ်တာဝင်ထားလိုက်ဗျာ။ကြုတ်ဆိုတဲ့ရက်ခဒီကောင်ကြီးကိုနှိမ်နှင်းပြမယ်။ဟာဟာရက်ခဆရာလေးရက်ခပေါ့ဒီနာမည်ကိုကြုတ်ကြားဘူးလားကြားနေပြီဗျာအခုမှပဲလူကိုမြင်ဘူးတော့တယ်ဆရာလေးကတော်တော်ကြက်တည်ရှိတာပဲဗျာကြည့်တတ်မအောင်အသားကဖြူဖြူ နှခမ်းဝေးကာယကြီးအတော်လေးကိုယောက်ျားပီတာတဲ့လက္ခဏာဗျာတရားလေးရဲ့ဥပဒိယုတ်ကဒီဇလန်းကိုရေးပေးနေတဲ့သူကြားနေတာပဲဟာမိတ်ဆွေပြောတာမန်ဒလူလိုနဲ့မဟုတ်သေးဘူးဗျာဇလန်းရေးတဲ့သူကကျုပ်တဲ့လျှော်တယ်ဗျအမ်ဒါပေမဲ့မောင်သားသားကိုတော့မမိပါဘူးအထားပါဗျာကျုပ်ကဘယောကဆရာတရေတစီတွေကိုနှိမ်နှင်းဖို့ဆိုတာကျုပ်တာဝင်မပူပါနဲ့မိတ်ဆွေတို့ကျုပ်ကိုမြင်လိုက်ရပြီဆိုတဲ့ကအန်ဒီရဲ့အပေါင်းကနေကင်းရှင်းသွားပြီလို့သာမှတ်လိုက်တော့ ဒီလိုတစ်စိမျိုးဆိုတာကနှစ်ပေါင်းရာရှိအသက်ရှင်တောင်းကျမ်းနေတဲ့ကောင်တွေပြသူတို့ရဲ့ဒုက္ခတွေကိုတရွာပြီးတရွာအလူးလဲခံနေကြရတာအခုလည်းခမရတို့ရွာကိုနှောက်ချက်ဖို့ဒီတစ်စိကနတ်မွေအတွင်ပြောင်းထားတာဗျသူရဲ့ခန္ဓာကိုယ်နဲ့ကိုလုံးကိုယ်တွေကိုပြရင် တစ်စိဆိုတာကိုသိမှဆိုလို့မွေအဖြစ်ကိုပြောင်းလဲထားတာညံနေညံနဲ့ကလည်းများတပါဗျာဟိုကောင်တွေအတိုင်းပဲကျုပ်လည်းမပြောချင်တော့ပါဘူးသူကိုယ်သူတော့ဖျားမွေလိုလိုနတ်မွေလိုလိုလှုပ်ထားပြီးအမှန်တကယ်က တစ်စီကြီးဖြစ်နေတာ တကယ်ကိုမှသူရောမှတစ်စီကြီးပဲဗျကျုပ်ရဲ့ဆရာကြီးပြောပြချက်အရာဒီကောင်ကြီးရဲ့အကြောင်းကိုကျုပ်သိခဲ့ရတာဗျသူကလူဘဝတုန်းကတန်ခါးတဲ့လုပ်ငန်းနဲ့အသက်မွေးပဲဝမ်းကြောင်းပြုတဲ့အသက်မွေးဝမ်းကြောင်းပြုတယ်ဆိုပဲဗျရေကိုတအားချစ်တယ်အာကုသူတွေကြောင့်ပဲတေလွန်တော့တစ်စီဖြစ်လာတယ်ဗျအာလူဘဝကရေကိုဆွဲလန်းလို့နဲ့စိတ်တွေကြောင်းတစီဘဝကိုရောက်လာတာတော့မှရေကိုဆက်ပြီးဆွဲလန်းနေသေးပဲဗျ ါကြောင့်ဒီနေရာမှာသူကတဆေဖြစ်လာတာရေတွေကိုရွာသူရွာသားတွေအုံပြူမှာဆိုလို့ရောက်လာတဲ့ရွာသူရွာသားတွေကိုရှောက်လန့်နေနောက်ဆုံးရှောက်လန့်ရုံနဲ့မကပဲတက်ဖြတ်တဲ့တိဖြစ်လာခဲ့တာပဲဗျာသူ့ရဲ့အကူတို့ကံတွေကကြီးလာလေလေသူ့ရဲ့ခံစားရတဲ့ဝိကျွေးတွေကပိုတိုးလာလေလေပဲအဲဒါကြောင့်ရရှိတဲ့တဆေကြီးတွေအဖြစ်ကိုတပြေးပြေးနဲ့ပြောင်းလဲလာခဲ့ရတာဗျာ ကျုပ်ကလည်းဒီအကြောင်းတွေကိုကိုယ်တိုင်သိတာတော့မဟုတ်ဘူးဗျာဆရာကြီးဥချိန်မောင်းနဲ့အရင်တလောကတွေ့လို့ဒီနေရာကိုရောက်ရင်ဒီတစေကြီးနဲ့ဆုံရမယ်လို့ဆရာကြီးဥချိန်မောင်းကပြောခဲ့တာဗျာကျုပ်လည်းစက်စုကျင်တာကြောင့်တစေကြီးအကြောင်းကိုမေးမြန်းစုံစမ်းခဲ့တာဗျာဒီအကြောင်းအရာတွေကဆရာကြီးဥချိန်မောင်းပဲသိရဲ့အကြောင်းအရာတွေပါအခုတော့ကျုပ်ကတကူးတကားရှာဖွေကြရမလို့ပဲတစေကြီးနဲ့ထိတ်တိုက်ရင်ဆိုင်ခဲ့ရတာဗျာ ရခါတယောက်တိုက်ခိုက်လိုက်တဲ့ဒဏ်ရာတန်ချက်တွေကြောင့်တစီကြီးမှမထနိုင်တော့ပဲမြေပြင်ထက်မှာကြီးတွားလျက်ရှိပါတော့တယ်။လန်ဒန်ကဝမ်ဘိုက်ကိုထိမှန်ပြီးထုတ်ရှင်းပေါက်သွားတဲ့အတွက်ဘိုက်ထဲကအရွှေအကြီးတွေကလည်းချွတ်နှုံအိုင်ပေါ်ကိုတရက်ဆက်ထိုးချလုပ်နေပါတယ်။မကောင်းတဲ့မိစ္ဆာဖြစ်နေကြတာကြောင့်ခနာကိုကထွက်တဲ့အကြီးတွေကလည်းခံမွေးမွေးတော့ဖြစ်မနေခဲ့ပါဘူး။အတော်လေးကိုနန်းစိုးစိုးနေခဲ့ပြီးပတ်ဝန်းကျင်ကူလုံးကိုဖုံးလွှမ်းလို့သွားတာပေါ့ဗျာ။ မကြလိုက်ပါဘူးရခတရောင်ရဲ့တွဲဖက်ကိုရံတော်ဖြစ်တဲ့မျက်နှာဖုံးကဝေဟာအလင်းရောင်တွေနဲ့အတူသူ့ရဲ့အနာကိုရောက်ရှိလိုလာခဲ့ပါတယ်မျက်နှာဖုံးကဝေကိုမြင်တော့တဆေကြီးလည်းအံ့ဩထိတ်လန့်မှုတွေနဲ့အတူအပေါ်ကိုမောကြည့်ခဲ့လိုက်ပါတယ်ကဝေမျက်နှာဖုံးကိုမြင်တဲ့အခါမှာတော့တဆေကြီးရဲ့ပုံစံကအတော်လေးကိုထိတ်လန့်သွားတဲ့ပုံစံပါပဲတကယ်ကျုပ်ကျုပ်တကယ်မားပါတယ်ဗျာကျုပ်ကျုပ်ကိုခွဲလို့ပါငါးစီကနေလွံ့မြောက်သွားပြီမေငါမလိုက်တော့ဘူးလို့များပေးထင်နေတာလား လွံ့မြောက်သွားတဲ့ဘဝမှာကောင်းတဲ့အရာတွေများလုံမလားလို့ငါစောင့်ကြည့်နေတာအခုအချိန်ထိကောင်းတာဆိုလို့ဘာတစ်ခုမှမမြင်ရသေးဘူးသူများအသက်ကိုတတ်တယ်သူများပျော်ရွှင်မှုကိုဖျက်ဆီးတယ်ဒါတော့မကသေးဘူးဆရာလေးရက်ခကိုပါအာခံနိုင်သေးတာပဲတဖြည်းဖြည်းနဲ့မင်းရဲ့စွမ်းအားတွေကကြီးမားလာတယ်ဗောဟလာမင်းအဲ့ဒီလိုထင်နေတာလားမဖြစ်ဘူးဒါမင်းရဲ့နောက်ဆုံးအချိန်ပဲစိတ်ထဲကနေဖျားတရားကိုအာယုံပြုမင်းရဲ့အကူတို့တွေအတွက်မရဲကိုခေါ်သွားဖို့ငါအစဉ်သစ်ဖြစ်နေပြီကဲ ။ငါနဲ့အတူလိုက်ဖို့အတွက်မြင်မြန်ဆန်ဆန်ထားလိုက်ပါတော့။မြင်မြန်လို့အရှိမရှိဘူးကွ။အားမှာတခြားလောက်စီကတာဝန်တွေရှိသေးတယ်။ပြောနေတာမကြားဘူးလားကွ။မင်းမထဘူးဆိုရင်ဒီလန်လန်နဲ့နောက်တစ်ချိန်ငါပြစ်ခွင်းလိုက်မှာနော်။နောက်ပြီးဒီရေကန်ထဲမှာရှိနေတဲ့တတဝါတွေကိုရွာသားတွေလွယ်လင်းတကူစားသုံးလို့ရအောင်လှုပ်ပေးခဲ့လိုက်။မင်းရဲ့မကောင်းတဲ့တက်တွေအားလုံးကိုယူသွား။ကြားလား။မျက်နှာဖုံးကဝေရောက်လာလို့မိခံသာသွားတယ်မဲ့နော်။နောက်ဆိုရင်ငါမင်းကိုဒီနေရာမှာနေဇီဝေရှုပ်ပြစ်ပြီ ရရရပါတယ်ဆရာလေးရာကျုပ်ကျုပ်ကျုပ်တို့ကျေးဇူးတင်ပါတယ်ဗျာဒီနေရာဒီဒေသမှာမကောင်းဆိုးဝါးမရှိတော့ဘူးဆိုရင်ပဲကျုပ်တို့အတော်လေးကိုကျေနပ်လာပါပြီဒီရေကန်ထဲမှာရှိတဲ့ရေတွေနဲ့ငါးတွေကိုတော့ကျုပ်တို့မယူပါဘူးဗျာသူ့ရေကန်အတိုင်းပဲသူခံစားပါစေတော့ကျုပ်ကျုပ်ကျုပ်တို့ကမကောင်းဆိုးဝါးမရှိရင်တော့ကျေနပ်ပါပြီဗျာတဆေကြီးဒုက္ခပေးတယ်ရွာသူရွာသားတွေကတဆေကြီးအပေါ်မှာမြစ်တာထားနေတာကိုလည်းသိရောတဆေကြီးလက်အုပ်ရှိကတောင်းပန်ခဲ့ပါတော့ရေ စကောလောက်ရှိတဲ့မျက်လုံးအင်ကနေမျက်ရည်တွေစီးကျနေတာဟာထင်ရှားပြက်သားလွန်လာတာပေါ့တေကန်ဒီနောင်တရသွားတဲ့အချိန်ပါရဲ့ဗျာလက်အုပ်ရှိခဲ့လိုက်ပြီးတစုံတစ်ခုကိုအာယုံပြုလိုက်တဲ့အခါမှာတော့အလွန်တရာမှကြီးမားလာတဲ့တစေကြီးရဲ့ခန္ဓာကိုယ်ဟာလူတယောက်ရဲ့ခန္ဓာကိုယ်အဖြစ်ကိုပြောင်းလဲလို့သွားပြီးကဝေမျက်နှဖုံးရဲ့ရှေ့မှာငုံငုံငိုင်းနဲ့မတက်ရက်လုံးနေခဲ့ပါတော့လေမျက်နှဖုံးကဝေကလည်းအချိန်ဆွဲမနေတော့ပဲတစေကြီးရဲ့လက်ကိုကြိုးတုပ်ကအလင်းရောင်တွေနဲ့အတူငရဲပြီကိုခေါ်ဆောင်သွားခဲ့ပါတော့လေအော် နောက်ဆုံးတော့ဒီတော့အုပ်ထဲမှာမွေရီတရဲတစီတွေကမရှိတော့ဘူးပေါ့ရုပ်တော်တွေဒီဘက်တော့အုပ်ကို ပြောင်းပြီးဇီဝါကြီးရှာလို့ရပြီပေါ့ဗျာဒီကဆရာလေးရက်ခါကိုလည်းကျုပ်တကြီးကတရွာလုံးကိုစားတကယ်ပဲကျေးဇူးတင်ပါတယ်ဗျာကိစ္စတွေပြီးပြီဆိုပေမဲ့လို့လည်းတာအီးနဲ့ဘယောကဆရာကြီးကိုတော့အသက်ဆုံးရှုံးလိုက်ရတယ်ထင်ပါတယ်ဗျာသူတို့ခင်ဗျာလဲနေတာများအခုထိမထနိုင်သေးဘူးဗျာသူတို့တည်သွားပြီလားမသိဘူးဆရာလေးရဲ့ တကြီးပြောဆိုနေတဲ့အချိန်မှာပဲပယောဂဆရာကဂျက်ကီရှန်တိုင်းကွန်းနဲ့ကုန်းထားလိုလာခဲ့ပါတယ်။ရှော်နွန်အိုင်ပေါ်မှာမောက်ရက်လဲကြနေတဲ့တာအေးကလည်းပယောဂဆရာကြီးနီတူကုန်းယုံထားလိုလာခဲ့တာပေါ့။တော်သေးလို့ပါဗျာ။တို့နှစ်ယောက်အတမတေးပဲအကောင်းမကတိအတိုင်းရှိနေကြလို့ကံကောင်းတယ်ပဲပြောရပါလိမ့်မယ်။ပြန်ရှင်လာတာကိုမြင်တဲ့အခါမှာတော့တကြီးနဲ့ကျင်စိန်တို့နှစ်ယောက်လည်းအတော်လေးကိုဝမ်းသာလို့သွားခဲ့ကြပါတယ်။ထော်ကျိုးထော်ကျိုးနဲ့လမ်းလျှောက်နေတာကိုမကြည့်ရတာနဲ့ရက်ခါတယောက်လည်းတို့နှစ်ယောက်ကိုဝင်ကူခဲ့လိုက်ပါတယ်။ ခမရတို့နေရာကိုတင်မင်းကလက်မခံသေးဘူးထင်ပါရဲ့ဗျ။ကောင်းကင်တမန်တော်ကတော့အခုပဲလာသွားတယ်ဗျာ။ခမရတို့ရဲ့ဝိညာဉ်ကိုခေါ်မသွားဘူး။မကောင်းမှုတွေကျူးလွန်နေတဲ့တစေကြီးရဲ့ဝိညာဉ်ကိုပဲခေါ်ဆောင်သွားတာ။မကောင်းမှုတွေလုပ်ရင်တော့မကြခင်ခမရတို့စီကိုသူနောက်တစ်ခေါက်ပြန်ရောက်လာမှာပဲ။အဲ့ဒီအခါကျမှခမရတို့တဖန်ခင်ခြင်းလို့လည်းမရတော့ဘူးနော်။မကောင်းမှုတွေလုပ်ရင်တော့ခမရတို့ဘလောက်ခင်ခင်ခံရမှာပဲဗျ။ရခတရားဘာပြောချင်တယ်လဲဆိုတော့အော်လန်စီယာကြီးဦးနန်တော်ကတော့ တဘောပေါက်ပုံရပါတယ်။ကောင်းကြီးကိုငိုင်းဆိုင်နေရက်ခပြောတာတွေကိုအသေးစားနားထောင်လို့နေတာပေါ့။တန်တရာကနေလွံ့မြောက်ရှင်နေဆိုရင်တော့တရားဓမ္မကိုရှာဖွေရမှာပဲဦးနံတော်ခမားလုံးနေတဲ့အလုပ်တွေကမကောင်းမှုနဲ့ပတ်သက်ဆက်နွယ်နေတယ်ဆိုတာကိုသိရလားဗျ။တဘဝဆန်ကိစ္စတွေကိုမကျူးလွန်ခြင်းစမ်းပါနဲ့ဗျာခမားပညာနဲ့ခမားအတီကဒီလိုလုံးရမျိုးနဲ့မတန်ဘူးဗျတရားဓမ္မမှာပြောဝင်ပြီးအေဂျင့်ရဲ့ဘဝကိုကူးပြောင်းပြလိုက်စမ်းပါဗျဘာဝတီလာကိုလုံအောင်ထိန်း အချင်းဒီလာကိုစင်ကြယ်အောင်လုပ်ရင်ခမားလိုချင်တဲ့အစွမ်းတွေရလာမှာပဲဗျ။ဒါပေမဲ့လိုချင်မှုတစ်ခုတည်းနဲ့တော့မျော်လင့်ပြီးလုပ်လို့မရဘူးနော်။ကိုယ့်ရဲ့စိတ်ကမကောင်းမှုတွေကိုယွန်ရှာဆက်ဆုပ်တဲ့စိတ်ပဲဖြစ်ရမယ်ဗျ။အော်လန်ပီယောကဆရာကြီးဦးနန်တော်ကပြုံးပြီးရက်ခါကိုကောင်းကြီးပြပါရယ်။သူသဘောပေါက်သွားပြီထင်ပါရဲ့ဗျ။ရက်ခါလည်းထွေထွေတူတူပြောမနေခဲ့တော့ပါဘူး။ ဆက်ရမယ်ခီးကိုသာအာယုံပြုပြီးဆက်ခဲလိုက်တော့တာပေါ့ကျင်းစိန်နဲ့တာအေးတို့တငယ်ချင်းတယောက်ကတော့တယောက်ကိုတယောက်ဖက်ပြီးငိုရိုးလို့နေခဲ့ကြပါတယ်တငယ်ချင်းဖြစ်သူတည်သွားပြီထင်တာကိုမတည်ပဲအသက်ပြည့်ရှင်လာလို့ဝမ်းသာပီတီဖြစ်သွားတယ်ထင်ပါရဲ့ဗျာပြီးတဲ့နောက်မှာတော့တကြီးအပါအဝင်ဆရာကြီးနန်တော်ကရက်ခါကိုလက်အုပ်ရှိပြီးကျေးဇူးတင်စကားဆိုလို့နေခဲ့ပါတော့တယ်နောက်တော့ရက်ခါလည်းခကြီးဆက်ရမယ့်အကြောင်းကို အသေးစားပြောပြပြီးတကြီးတို့ကိုနှုတ်ဆက်ခေလိုက်တာပေါ့ငါးပါးတီလာကို လုံအောင်ထင်းပြ ကျွန်တော်တို့လိုဘုဒ္ဓဇင်တွေဆိုတာကတီလာ၅ပါးကိုပဲလုံအောင်ထိန်းနိုင်ရင်တော်လေးကိုကောင်းကျိုးရနိုင်ပြီအသက်ရှိခြင်းရင်တီလာကိုစောင့်မကောင်းမှုတွေနဲ့တော့အသက်ရှိအောင်မလုပ်ကြပါနဲ့ဗျာနောက်ပြီးတော့မကောင်းမှုတွေနဲ့လည်းတစ်ဖက်လူကိုကူညီဖို့အတွက်မစင်းစားကြပါနဲ့ဒါကစစ်မှန်တဲ့အကူအညီမဟုတ်ဘူးဗျာကျုပ်ဒါပဲပြောချင်တယ်ဗျာဆုံးဒီနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတင်ကြည့်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာ ကောင်းဆုံးနေရာထူပြန်လာခဲ့ပါမယ်ခင်ဗျာ